ကဲဘုန်းကြီးတို့တွေဆင်ခြင်စဉ်းစားကြည့်အမှန်သိဖို့ရအတွက်စိတ်ဖြူစင်စေရမယ်ဆိုစိတ်ဟာဘာနဲ့ဥပမာတူလို့ကိုယ့်အိမ်မှာအသုံးပြုနေတဲ့ရေချိုးခန်းထဲတို့မျက်နှာသိခွက်ရှေ့တို့ဖြိတ်ထားတဲ့ဒီကနေ့ခင်မှာတော့ဗရားနဲ့လှုပ်ထားတယ်မှန်နဲ့ဗရားနဲ့လှုပ်ထားတယ်ချိเสียကျေမှန်ဆိုတာရှိရှေးတုန်းခေတ်တုန်းကတော့ကြီးပြားကို ပြောင်းဝဲနေအောင်ပွက်လိုက်တာကြေးမုံလို့ခေါ်တာဒါကြောင့်မလို့ကြေးပြားကိုဝဲနေအောင်ပွက်ထားအဲ့ဒါကိုကြည့်ချက်အဲ့တော့မှန်းမှန်မြင်လေးဟာမုံမုံဝါဝါမရှိပဲနဲ့ကြည်ကြည်လင်းလင်းဖြစ်လေလေရုပ်ပုံဟာပြပြပြမြင်ဖြစ်လေလေကျင်းမုံလေးကတိကြည်ကြည်လင်းလင်းဖြစ်လေလေ မိမိရဲ့မျက်နှာရိပ်ဟာပြီးပြီးပြင်းပြင်းမြင်ရလေလေပဲအဲ့တော့ကိုယ်စိတ်အခြေအနေကလည်းဒီလိုပဲစင်ကြဲလေးလေးမိမိရဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရလေလေပဲမိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြီးပြီးပြင်းပြင်းမြင်ရလို့ရှိရင်စိတ်ကိုကြီးကြီးလင်းလင်းဖြစ်အောင်လုပ်ပါလို့ဒီလိုဆွလို့တာပေါ့ ဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကအလွန်လက်တွေ့ကျတဲ့တရားရှိ